လူတွေကပထမတွေးတယ်တွေးပြီးရင်ပြောတယ်ပြောပြီးရင်လုပ်တယ်ဒီလိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့တွေးတာကစပြီးတော့အတွင်းပိုင်းမှာစင်ကြင်ဖို့ပြောတာလည်းစင်ကြရမယ်လုပ်တာလည်းစင်ကြရမယ်လို့စင်ကြင်မှု၃မျိုးကိုမြတ်စွာဘုရားကကာယတောစေယလောက်ကင်ဆောင်ရွက်မှုစင်ကြတာဝစီတောစေယပြောဆိုမှုနဲ့ပတ်သက်ပြီးတော့စင်ကြတာ မနောသောစေရစိတ်ပိုင်းဆိုင်ရာစင်ကြယ်မှုလို့ဒီလိုစင်ကြယ်မှု၃မျိုးရှိဒီစင်ကြယ်မှု၃မျိုးဟာခုနကပြင်ပန်းတန်ရှင်းစင်ကြယ်မှုတွေတဲ့များစွာအရေးပါတယ်လို့ဒီလိုဆိုလို့တယ်ဘာဖြစ်လို့လို့ဆိုတော့လူတိုင်းလည်းသိတယ်လေဒီကိစ္စအားလုံးလည်းချီးမွမ်းစရာအပြင်မက်ကန်တွေဘလောက်တန်တန်လူတယောက်ဟာစိတ်ကောင်းမရှိဘူးဆိုရင် စိတ်မစင်ကြယ်တဲ့လူတယောက်လူကောင်းလို့မှတတ်မှတ်လို့မှမရသူ့ရဲ့အပြောအဆိုသူ့ရဲ့အလောက်ခိုင်ကိုချိန်ပြီးတော့လူတွေဟာကောင်းတယ်မကောင်းဘူးဆိုတာဆုံးဖြတ်ကြတာဟုတ်အဲ့တော့ကြောင့်မို့လို့အတွင်းပိုင်းဆိုင်ရာတန်ရှင်းစင်ကြယ်မှုဟာဒီဘဝတက်လဲအရေးပါတာပဲနောက်ဘဝတက်လဲရေးပါတာနောက်ဆုံးမှာတန်တရာဝတ်ကလွတ်ဖို့နိဗ္ဗာန်လမ်းကြောင်းမို့တက်လမ်းမို့ဆိုလေဒါအရေးပါဆုံး